ျွန်တို့ရဲ့ VS အကောင့်မှာကျွန်တော်တို့ပုံတူဗက်တာလေးတွေပြုလုပ်ပါမယ်အဲ့တော့ဘယ်လိုမျိုးလုပ်မလဲဆိုလို့ရှိရင်ကျွန်တော် VS တွေကိုဝင်သွားလိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီညာဘက်အပေါ်နားမှာရှိတဲ့စက်ကလေး30ကိုနှိပ်ပြလိုက်ပါပြီးရင်တော့ study ကိုထပ်ပြီးတော့သွားပေးပါ study ကိုထပ်သွားပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ create a profile ပို့တို့ဆိုပြီးတော့ရှိပါတယ်။အဲ့ဒီ vector ဆိုတဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါ။နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့က create u r vector ပေါ့နော်။အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ Okay နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ gas studying ပေါ့နော်။အဲ့ကောင်ကိုကျွန်တော်တစ်ချက်နှိပ်ပေးပါမယ်။အဲနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီလိုပုံစံမျိုးလေးမြင်ရလိမ့်မယ်ပေါ့နော်။ဒီလိုပုံစံမျိုးမြင်တွေ့ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ create form selfie ပေါ့နော်ကိုကိုယ်တိုင်ဟဲ့လား selfie ဆွဲပြီးတော့လုပ်မှာဆိုလဲလုပ်လို့ရတယ်ဒါမှမဟုတ်ဘူးပေါ့နော်ကျတို့ကဒီမှာဒီအောက်ကကောင်လေးကိုနှိပ်ပြီးတော့လဲလုပ်သွားလို့ရတယ်ပေါ့နော်ဒီအောက်ကကောင်လေးကိုနှိပ်သွားပြီးတော့ကျတို့လုပ်သွားမယ်ဆိုလို့ရှိရင်ဘတ်တာပုံစံမျိုးလေးသွားလိုက်မယ်ပေါ့နော်အဲ့တော့ကင်မရာနဲ့သွားခြင်းလဲဆိုလို့ရှိရင်တော့ကျတို့ဒီမှာကင်မရာလေးကိုနှိပ်မယ်ပြီးရင်တော့ကိုကအဲအခုလိုမျိုးလေးပေါ့နော်ကျတို့ဒီသေချာလေးချိန်ကြည့်လိုက်ကိုယ်နဲ့ပုံတူလေးပေါ့နော် ချိန်ကြည့်မိပါပြီဆိုရင်တော့ကျွန်တော်ကဒီမှာကင်မရာလေးနဲ့တစ်ချက်ရိုက်လိုက်နော်โอเคအဲဒါဆိုလို့ရှိရင်ကျွန်တော်ကဘက်တာဟိုလိုက်လုံးလို့ပြီးဟိုပါဖြစ်သွားပြီနော်ကျတို့ရဲ့ပုံမူလေးကိုကင်မရာနဲ့အရင်ဖမ်းလိုက်ပြီးဖမ်းပြီးွားပြီဆိုလို့ရှင်ကျတို့ကဒီမှာအသားရောင်ရွေးမယ်ပေါ့နော်ကိုယ့်ရဲ့အသားရောင်ကိုရွေးမယ်ကိုယ့်အသားအသားဖြူမယ်ဆိုလည်းဖြူမယ်ပေါ့နော်အသားညိုမယ်ဆိုလည်းညိုမယ်ဒါမှမဟုတ်အသားလက်ဆိုလည်းအသားလက်ပေါ့နော်အဲဒီမှာ အသားရောင်ရဲ့ကာလာကို skin တုံးကိုအရင်ယူရမယ်ပြီးရင်တော့ nail နဲ့ထပ်ပြီးတော့သွားမယ်ပြီးရင်တော့ hair style ပေါ့နော် hair style ကိုကျွန်တော်တို့ဒီလိုပုံစံမျိုးလေးယူလိုက်ပါနော်အောက်မှာလည်းကျွန်တော်တို့ယူစရာလေးအများကြီးရှိသေးတယ်နော်အောက်မှာလည်းယူစရာလေးအများကြီးရှိပါတယ်အဲ့တော့ဒီလိုပုံစံမျိုးလေးကိုကြိုက်လာပါတော့။ကြိုက်တယ်ဆိုရင်ဒီလိုပုံစံမျိုးလေးပြီးရင်တော့ကျွန်တော်ကနေနဲ့ထပ်ပြီးတော့သွားပါမယ်။ အင်းနဲ့ထပ်သွားပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်လက်ရှိမျက်နှာအနေထားကိုကျွန်တော်တဘောကြရဲဆိုလို့ရှိရင်ထပ်ပြီးတော့ရွေးကြမလို့အကယ်၍ကိုယ့်ရဲ့မျက်နှာအနေထားကိုထပ်ပြီးတော့ရွေးခြင်းနဲ့ဒါမှမဟုတ်ဘောလားမျက်နှာကိုအဲရှည်ခြင်းနဲ့ဟိုမျက်နှာကိုနည်းနည်းကိုလိုခြင်းတဲ့ပုံစံပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်၄ချိန်ညှိလို့ရသေးတယ်နော်ဒါမှမဟုတ်မျက်နှာပြောင်းခြင်းနဲ့ဆိုတော့ဒီမှာ CEO ကိုနှိပ်လိုက်ပါနှိပ်ယူပါပြီဆိုရင်တော့ကျွန်တော်ဒီမှာကိုလိုခြင်းတဲ့ပုံစံပေါ့နော် ိုလိုချင်တဲ့ပုံစံကိုအခုလိုမျိုးဒီမှာချိန်ပေးလိုက်ပါနော်โอเคပြီးွားပြီဆိုလို့ချင်းကျွန်တော်နေနဲ့ထပ်ပြီးတော့သွားမယ်သွားပြီးွားပြီဆိုလို့ချင်းကျွန်တော်ဒီမှာ body ပေါ့နော် body size ကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါနော် body size ကိုကျွန်တော်တွေရွေးပြရမှာဖြစ်ပါတယ်ဒီမှာအဲ့တော့ body type ကိုကျွန်တော်တွေဒါရွေးတာပေါ့နော်ဟုတ်ပြီ body type ရွေးပြီးွားလို့ကျွန်တော်ဒီအောက်မှာဟာလာကိုချိန်ညာရှိတာလဲချိန်မယ် ကိုဘယ်လိုမျိုးသဘောကြလဲပေါ့နော်ကိုဘယ်လိုမျိုးသဘောကြလဲဒါကကျွန်တော်ကလုံပြတာဖြစ်တဲ့အတွက်အဲပြီးပြီဆိုလို့ချင်းတော့ CN continue ဆိုတာလေးကို set နှိပ်ပြလိုက်ပါမယ်အဲနှိပ်ပြီးပြီးသွားပြီဆိုလို့ချင်းဒါအဲအင်ကြီးရွေးတဲ့အပိုင်းနေသွားပြီပေါ့နော်အင်ကြီးရွေးတဲ့အပိုင်းနေသွားပြီကိုဘယ်လိုအင်ကြီးမျိုးကိုရွေးမလဲပေါ့နော်ဒီမှာဆိုလို့ချင်းအင်ကြီးရွေးတဲ့အပိုင်းကျုပ်လေးအဲ free ပေးထားတာလေးရှိတယ် free မပေးထားတာလေးရှိတယ်ပေါ့နော် ရင်တော်ကျောင်းတွေရှူဖို့ရွေးမယ် Okay ဒါဆိုလို့ရှိရင်ကျောင်းတွေအားလုံးပဲအဲလောက်တက်ကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ကိုကကိုကျောင်းတွေဒီမှာလိုက်ပြီးတော့ဟိုကိုနဲ့ပုံတူပေါ့နော်ကိုနဲ့ပုံတူဒါပရတာလေးတွေဖြန်တီးတဲ့အခါမှာဒီလိုမျိုးလာပြီးတော့ဖြန်တီးရပါတယ်နော် Okay ကျွန်တော်ကတော့ဒီလောက်နဲ့ပဲကျောင်းတွေထားပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော် save ဆိုတာလေးကိုနှိပ်ပြလိုက်ပါမယ် ကျွန်တော်ထပ်ပြီးတော့အများကြီးကုန်လို့ရပါသေးတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်